ကမ္ဘာမှာမြန်မာဟာချက်စရာအကောင်းဆုံးနိုင်ငံဆိုတာတသက်ပြနေတဲ့ fighter ပြမြန်မာမြန်မာမြန်မာဆိုတဲ့အားပေးတန်တွေနဲ့တန်စကာကျိုးဝိုင်းနေတဲ့အတွင်းထဲမှာချန်ပီယံခပတ်ကိုကင်မြောက်နေသူဟာကချင်သားရဲ့အွန်လိုင်းဆန်မှာတိတ်ကိုကြည်လူစရာကောင်းတဲ့မြင်ကွင်းတွေတိတ်ကိုပျော်ရွှင်စရာကောင်းတဲ့အခိုက်အတန့်တွေဟာအတိတ်စီမှာကြည်ရစ်ခဲ့ပြီးဆိုပေမဲ့ပြန်တွေးမိတဲ့အခါတိုင်းရင်းခုန်တန်တွေကအခုချိန်ထိစူညံနေလို့ပဲဖြစ်ပါတယ် ကချင်သားရဲ့ဝမ်းချယ်မြေရှိမှာအောင်မြင်ခဲ့တဲ့ပုံရိပ်တွေနဲ့အတူပြန်လည်အမတ်ရမိတဲ့ပုံရိပ်တွေကသူ့ရဲ့မြမပစိုးအင်ကြီးလေကတော့နဲ့အတူတူပြိုင်ဘက်ဖိုက်တာတွေနဲ့ face off လုပ်တဲ့အချိန်တွေမှာမြင်တွေ့ခဲ့ရတဲ့ပုံရိပ်တွေပဲဖြစ်ပါရည်။ကမ္ဘာထိပ်တန်းပြိုင်ပွဲတစ်ခုရဲ့နိုင်ငံအသီးသီးကနေလာရောက်ရှင်ပြိုင်ကြတဲ့ဖိုက်တာတွေကြားထဲမှာမြမအမွေနေ့ဖြစ်တဲ့မြမပစိုးမြမလေကတော့ကိုဝစ်စင်က မြန်မာဆိုတာကိုကမ္ဘာနိုင်ငံကြီးချားမှာရေးစားမိစေခဲ့တဲ့အထိကချင်သားရဲ့အောင်လအဆန်ကမြန်မာကိုကမ္ဘာနဲ့တီးစီခဲ့သူပါမြန်မာပစိုးမြမလေကတော့အင်ကြီးကိုဝေ့စီပြီးတန်စကားဝိုင်းအတွင်းထဲကိုဝင်ရောက်ခဲ့တဲ့အခါတိုင်းမှာလေမြမအမွေနေတစ်ခုဖြစ်တဲ့လက်ကမောင်းခက်ပြလီရှိတဲ့ပုံရိပ်ကပြိုင်ဘက်တွေကိုတောင်မှအထိတ်တလန့်ဖျက်သွားစေခဲ့တဲ့အထိလို့ဆိုရမှာပါတိတ်ကိုကြက်တည်ရှိလာတဲ့မြမပစိုးမြမလေကတော့အင်ကြီးတွေကိုဝေ့စီကမြမကိုကမ္ဘာကနေတီးစီခဲ့တဲ့ဖိုက်တာတွေထဲမှာကချင်သားရဲ့အောင်လအဆန်ပြင်နောက်ထပ်တစ်ယောက်လည်းရှိနေပြန်ပါသေးတယ် သူကတော့ကနေဒါနိုင်ငံသားဖိုက်တာတယောက်ဖြစ်တဲ့ဒေဝပဲဖြစ်ပါတယ်။ဒေဝနဲ့မြန်မာပြည်ဟာရေစက်တွေပါလာခဲ့ကြသလားလို့တောင်ထင်မဲ့ရအောင်ထီ MMA မှာကစားနေတဲ့ကနေဒါနိုင်ငံသားမွေထိုင်းနဲ့ခွန်ခမာပြိုင်ပွဲတွေကိုရှင်းပြထိုးတက်ခဲ့တဲ့ဒေဝဟာမြန်မာယူကလက်ဝဲကိုမှဆွဲဆွဲမြဲမြဲသဘောကျသွားခဲ့တာကိုလည်းအားလုံးကတွေ့မြင်ထားခဲ့ကြမှာပါ။သူရဲ့ယူကလက်ဝဲပေါ်မှာချစ်တဲ့စိတ်ကဘယ်နေရာဘယ်ရောက်ရောက်ယူရလက်ဝဲကိုတခြားနိုင်ငံကဖိုက်တာတွေဘာပြသလို့ရှိတာကိုမြင်တွေ့နေခဲ့ရတာဖြစ်ပြီးတော့ သူကိုယ်တိုင်လည်းအမြဲတလို့တန်မိုးထားကြောင်းကိုအမြဲလိုလိုပြသလို့ရှိတာကိုမြင်တွေ့နေကြရတာဖြစ်ပါလေ။သူကရွေးရလက်ဝေကိုချစ်တယ်လို့ကချင်သား၏အောင်လာအဆန်းလိုမျိုးလက်ဝေကျိုးဝိုင်းအတွင်မဝင်ရောက်ခင်မှာမြမပစိုးမြမလေကတုံးအင်ဒီတွေကိုဝစ်စင်ကတက်ရောက်လို့ရှိတာကိုလည်းမြင်တွေ့ထားကြရတယ်လို့ဘယ်နိုင်ငံဘယ်နေရာဘေးရရောက်ယနေ့အချိန်ထိမြမပစိုးနဲ့မြမလေကတုံးကိုဝစ်စင်ကအမြဲတမ်းလိုလိုတန်မိုးထားကြောင်းကိုလည်းပြသလို့ရှိသူဖြစ်ပါလေ။မြမရွေရလက်ဝေတိုးတက်ဖို့လေဒီဝဟာတဖက်တလန်းကနေသူတက်ဆွမ်းတဲ့လောက်ကူညီပေးနေကြတာကိုမြင်တွေ့နေကြရပြီး BGSC လက်ဝဲပြိုင်ပွဲအတွက်ကိုလည်းကော်နာမက်ဂရီဂေါလိုမျိုးဖိုက်တာရင်းနဲ့အတူတူတွေးဆမှုတွေပြုလုပ်ခါဂျိုးပန်းဆောင်ရွက်နေကြတာကိုလည်းမြင်တွေ့နေကြရတာပါ။ယနေ့ချိန်ထိဒေဝဟာဘယ်နေရာရောက်ရောက်မြန်မာပစိုးမြမလေကတုံးကိုဝစ်စင်ကသူဟာမြမအမွေနဲ့ကိုဘလောက်ထိမြန်နိုးရဲဆိုတဲ့အကြောင်းကိုပြသနေခဲ့တယ်လို့ကမ္ဘာမှာမြမဟာတိတ်ချစ်စရာကောင်းတဲ့နိုင်ငံဖြစ်တယ်ဆိုတာကိုလည်းပြသနေကြတာဖြစ်ပါရဲ့။အဲ့လိုမြမအမွေနဲ့မြမရိုးရအောင်ချစ်ကြတဲ့ဖိုက်တာတွေထဲမှာဖဲတက်ကလပ်ကကျော်စွာဝေးရဲ့အကိုစရာတယောက်ဖြစ်တဲ့ ဗိုင်ရိုကီကြီးကလည်းတယောက်အပါဝင်ဖြစ်လာခဲ့တာကိုမြင်တွေ့လာခဲ့ရပါတယ်။ကျောစာဝင်းတယောက်ပဲဖဲတက်ကလပ်ကိုစတင်ရောက်ရှိခဲ့တဲ့အချိန်အားစလို့ဘေးနားနေမြေတဲလို့လို့ဖီးမကူညီပေးနေခဲ့ပြီးမွေထိုင်းနဲ့ပတ်သက်တဲ့ပညာရက်တွေကိုလည်းဘေးနားလေးကနေတေချာလေးတင်ကြားပြသပေးနေခဲ့တဲ့ဝိုင်ဒူကီကအခုနောက်ပိုင်းမြန်မာပစိုးကိုအမြင်ရလို့လို့ဝစ်စင်ထားလို့ရှိပြီးမြန်မာတပ်နှခါကိုလည်းအမြင်ရလို့လို့လူးထားခဲ့တာကိုလည်းမြင်တွေ့နေခဲ့ရတာပါ။ မြန်မာစကားတော့ကောင်းကောင်းမသိပေမဲ့သူသိတဲ့မင်္ဂလာပါအရန်ချစ်တဲ့ဂျေဇူးတင်ပါရီနဲ့စားပြီးပြီလားဆိုတဲ့စကားလုံးတွေကိုလည်းပဲသူ့ရဲ့ဗီဒီယိုကလစ်တိုင်းမှာပြောဆိုနေခဲ့တာမြင်တွေ့နေခဲ့ရတာဖြစ်ပါတယ်။ဒါအပေါ်ပဲလုံးချင်ုံတစ်ခုတည်းမဟုတ်ဘူးလို့ဆိုရမှာဖြစ်ပြီးတော့ဒေါ်စာဝင်းနဲ့ပတ်သက်ပြီးတော့မြန်မာမှုမြန်မာဟန်နဲ့မြန်မာယဉ်ကျေးမှုကို Y2K တယောက်သဘောကျလာခဲ့တဲ့အတွက်ကြောင့်လို့ဆိုရမှာပဲဖြစ်ပါတယ်။ကမ္ဘာမှာမြန်မာဟာတိတ်ချစ်ရကောင်းပြီးတိတ်မြတ်နိုးစရာကောင်းတဲ့အမွေးနစ်တွေကိုပိုင်ဆိုင်ထားတဲ့နိုင်ငံဆိုတာကိုအဆိုပါဖိုက်တာတွေကပြသနေခဲ့ကြတာဖြစ်ပြီး မြမပစိုးနဲ့မြမတနခါဟာဖိုင်တာရီကြားထဲမှာခေစားလာအောင်မြမအမွေနဲ့တကူအဖြစ်မြင်တွေ့သွားပွေရာရှိနေကြတာဖြစ်ပါတယ်။